မြန်မာမာရီမကကဘာကျော်တဲ့အထိနာမည်ကြီးပါစေလို့လက်ကင်ပြီးတော့ဆူတောင်းပေးခဲ့တဲ့ပန်းလာရောင်ဆိုတဲ့အမျိုးသမီးကိုခိုင်နှင်းဝရဲ့ချစ်သူဖြစ်သူဇင်မြင့်အောင်ကဆဲဆုခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုလူမှုကွန်ရက်ပေါ်မှာပြန်နှံ့လာ။အော်အခုလည်းကြေပါခင်ဗျာ။လုတ်ပါအခုလည်းလုတ်ပါမြန်မာ။မြန်မာကမြစ်တာတရားကြီး။မြန်မာမြစ်တာတရားကြီး။ခေလိုးမ။မြစ်တာတရားကြီး။ဒီနေ့ကတော့တွေ့တဲ့တရားရောမှာခေကြီးလိုးမ။အေးမတဲ့မြစ်တာတရားကြီး။ဒီနေ့ကတော့ဆက်ပိုက်ရှားရတာ။ခေလိုးမ။အဲဆက်လို့ဟာတာပေါ့မ။ မင်္ဂလာပါပရိသတ်ကြီးရှင်အခုလက်ရှိမှာတော့တေယုံဆောင်ခိုင်နေဝေကသူမစီမလှူဒန်းနေကြအလူရှင်တယောက်ကသူမရဲ့အကောင့်ထဲကိုငွေကျပ်330မှားလွှဲမိရာအဆိုပါ330ကိုပြန်လွှဲပေးဖို့အတွက် တောင်းဆိုခဲ့ပေမယ့်ခိုင်နေဝေတို့ဘက်ကမလိုအပ်ဖဲအချက်လက်တွေတမျိုးပြီးတမျိုးတောင်းရင်းနဲ့ငွေကျပ်330ကိုပြန်လဲမပေးခဲ့တာကြောင့်လူမှုကွန်ရက်ပေါ်မှာဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်အခုတခါမှဆိုရင်လေတေယုံဆောင်ခိုင်နေဝေရဲ့လက်ကိုကိုင်းပြီး မြန်မာမာရီမကကဘာကျော်တဲ့အထိနာမည်ကြီးပါစေဆိုပြီးတော့ဆူတောင်းပေးခဲ့တဲ့ပန်းလာရောင်ဆိုတဲ့အမျိုးသမီးကခိုင်နှင်းမွေကိုလက်ကင်ပြီးဆူတောင်းပေးနေတဲ့ဗီဒီယိုဖိုင်ကို TikTok မှာတင်ခဲ့တာဖြစ်ပါတယ်။အဆိုပါဗီဒီယိုဖိုင်ကြောင့်ပဲတရုတ်ဆောင်ခိုင်နှင်းမွေကိုပြင်သက်တွေဝေဖန်မှုပြင်ထန်ခဲ့တာကြောင့်ခိုင်နှင်းမွေရဲ့ချစ်သူဖြစ်သူဇင်မြင့်အောင်ကမီဒီယာတွေနဲ့တဆင့်တောင်းပန်ပေးဖို့ပြောခဲ့တာဖြစ်ပါတယ်။ခိုင်နှင်းမွေရဲ့ချစ်သူဖြစ်သူဇင်မြင့်အောင်ကပန်းလာရောင်ဆိုတဲ့အမျိုးသမီးကိုမီဒီယာတွေကနေတဆင့် ခိုင်နင်းဝေမှာအပြစ်မရှိကြောင်းရှင်းလင်းပေးဖို့အတွက်ပြောခဲ့တာဖြစ်ပြီးထို့သူပြောကြားရမှာအချင်းများသလိုဖြစ်သွားခဲ့ကစင်မြင့်အောင်ကပန်းလောင်ရောင်ကိုဆဲဆုပ်ခဲ့တဲ့ဗီဒီယိုဖိုင်ကလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့ပါတယ်ပန်းလောင်ရောင်ဆိုတဲ့အမျိုးသမီးကတော့အစိုးရအတန်ဖန်ထားတဲ့ဗီဒီယိုဖိုင်ကိုခိုင်နင်းဝေငွေကျပ်သိန်း30ပြဿနာတက်နေချိန်မှာဖွင့်ချလာခဲ့တာဖြစ်ပြီးခိုင်နင်းဝေကတော့ပရာဟိတလုံးနေသူမို့အခုလိုရိုင်းဆိုင်လားဆိုတာမသိပေမဲ့သူမရဲ့ဘီနာကသူတွေဟာအလွန်ကိုရိုင်းဆိုင်တဲ့သူတွေဆိုတာကို သူမကတက်တီးပြသွားခဲ့တာဖြစ်ပါတယ်။ခိုင်နေဝင်ရဲ့ချစ်သူဖြစ်သူစင်မြင့်အောင်ကအခုလက်ရှိခိုင်နေဝင်ဝေဖန်ခံနေရတာတွေကိုမီဒီယာနဲ့ချိတ်ပြီးတောင်းပန်ပေးဖို့တောင်းဆိုခဲ့တာကိုတွေ့ရပြီးအဆိုပါအမျိုးသမီးကတော့ဒီလောက်ထိတိကျသွားမယ်မထင်လို့တင်ခဲ့တာဖြစ်ပြီးသူမအနေနဲ့အဆိုပါဗီဒီယိုကိုလည်းဖြုတ်ချပေးပြီးဖြစ်ကြောင်းသာပြန်လည်ပြောဆိုခဲ့ရမှာအချင်းများခဲ့ကြတာလည်းဖြစ်ပါတယ်။သောတာဖြစ်နေတဲ့ခိုင်နင်းဝီရဲ့ချစ်သူဇင်မြင့်အောင်ရဲ့ဆဲဆုံမှုတွေပါဝင်တဲ့အဆိုပါဗီဒီယိုဖိုင်ဟာ ူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေပြီးဝေဖန်မှုတွေလည်းပြင်းထန်နေတာဖြစ်ပါတယ်။ခိုင်နင်းဝင်ရဲ့ချစ်သူဖြစ်သူဇင်မြင့်အောင်ကတော့ပရာဟိတာလောက်တာအယားယာတီးခံရတဲ့ဆိုတာခိုင်နင်းဝင်ပဲရမယ်။လူတိုင်းမရဘူးလို့ပြန်လဲတုံ့ပြန်ထားတာလည်းဖြစ်ပါတယ်။ခိုင်နင်းဝင်ဟာရေဘေးကြောင့်ဆွန်းဆွန်းတမန်ကူညီနေချိန်မှာသူ့ရဲ့ဗီဒီယိုဖိုင်ကြောင့်အစဲခံနေရတာဖြစ်ပြီးဖြတ်ပေးဖို့နဲ့ဖြည့်ရှင်းပေးဖို့ကိုမလုပ်ပေးတဲ့အတွက်ဆဲဆုခဲခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။ ဟယ်လိုဟယ်လိုဟယ်လိုမမဒီနေ့ဘယ်ကျင်းဘယ်ကျင်းဆက်နေလိုက်ဘယ်ကျင်းဘယ်မှာရှိပါလဲခင်ဗျာအခုပြောနေတာဘယ်သူကလဲရှင်အမကန်နေဝိပရိုက်တာနေရပါဩအခုဟိုဟာလေးကမီဒီယာချိန်တယ်အမဘယ်လိုရှင်ပြန်လုပ်ပြီးမှလဲကျွန်တော်တို့ အကိုရေဟိုလေမခိုင်နေဝေကိုညီမဓာတ်ပုံတင်တဲ့ကိစ္စလေအဲ့အဲ့လောက်ကြီးဖြစ်သွားလိမ့်မယ်လို့မထင်ထားဘူးအဲ့တော့ညီမဖြတ်တော့ဖြတ်ပေးပြီးွားပြီပေါ့နော်တက်တော့မှာပေါ့နော်အမမလုပ်ပေးနိုင်ဘူးလားရမလုပ်ပေးနိုင်ကြော်တရားဆွဲမှာရရအမကျွန်တော်တခုမှမမိတာအမအဲ့ကျွန်တော်အဲ့မှတန်ကြော်မောက်တရားဆွဲမှာဟုတ်ပြီတော့မလုပ်ပေးနိုင်နဲ့ဘာမှမဖြစ်ဘူးအခုအခုအမမင်းကပြောပြီးတောင်းမယ်မယ်ဆိုလို့ကျွန်တော်ပြောရလေမှန်တယ်လေဟုတ်ကဲ့မနေ့ကတော့အမလုပ်လိုက်ပါဟုတ်အခုတခုမှပြောရလဲလုပ်မှလားမလုပ်လားတခုမှမပြောလိုက်မနေ့ကတော့ဟိုကျွန်တော်ကပြောတယ်နော် အကိုညီမမနေ့ကပရာဟိတလုပ်နေတဲ့အချိန်မှာအကိုကိုညီမပြောလိုက်တာမှန်တယ်မနေ့ကပရာဟိတလုပ်နေအကိုကညီမကိုပရာဟိတလုပ်နေတယ်ပြောဆောင်နေပါလားလုပ်ပေးမလားမလုပ်ပေးဘူးလားတပိုးမဲ့ကျွန်တော်မီဒီယာလည်းချိန်ပြီးသွားပြီခင်ဗျားလုပ်ပေးမလားမလုပ်တော့ကျွန်တော် post ရမှာလားတရားစွဲရမှာလားကျွန်တော်ခုလိုလုပ်မှာနော်ဩဟုတ်ကဲ့ပါကျွန်တော်အချိန်မရဘူးကျွန်တော်တို့ခုမလုပ်ပေးမလားဗျဖြေမှာလားမဖြေဘူးလားတပိုးမဲ့ပြောလိုက်မဟုတ်ဘူးလေအကိုတို့ဘလောက်နင်းနင်းနာသွားလို့လည်းမသိဘူးရှင့်ညီမတော့နင်းနာဘာမှမလုပ်လိုက်ဘူးခင်ဗျားတော့မင်းနာဦးလေတို့တို့အောက်မှာဆဲခံရတာမှမတွေ့ဘူးလားတို့ကခင်ဗျားကိုလည်းတိတ်မလို့လားခင်ဗျားဘာမှလည်းသူတော်ကောင်းမှရင်းလည်းမဟုတ်ပဲဗာကိစ္စသူ့တောင်းဘာလို့လျှောက်တင်တာလဲ ခမတင်လဲလို့ပြောဆိုပြင်တော့လည်းတင်ပြီဘာဟုတ်ဒါဟုတ်တင်ကြလို့လို့ဒါတင်ဒါပြင်မသိဘူးလားခမဒီတဲ့ရယ်နဲ့အခုစူတောင်းနဲ့ဟာလက်ကလေးလက်အုပ်လေးချီရဗုဒ္ဓဘာသာတရားအနေနဲ့ kait နာဟုတ်ဟုတ်တယ်အခုခမပြေးမှာတန်ရခဲခါရခမတွေ့ပါရဲ့တွေ့ရမလားမတွေ့ဘူးလားတွေ့လားကျွန်တော်အဲခမပြန်ပို့ပြရမှာလားအဲခဲခါရခမတွေ့လားအခုညီမပြောပြလို့တည်တာ မြန်မာပြည်ကမြန်မာဟုတ်ကဲ့ကျွန်တော်တို့အေးရတယ်ဟုတ်ခင်ဗျားခုပြေပါလားမပြေဘူးလားမင်းဒီကအခုညီမကျွန်တော်လည်းချိန်မရဘူးမင်းကညီမကိုအခုပြေဦးလားပြေမလားမင်းကညီမကိုအခု double ပို့စုပတ်ဆက်ဆဲသွားရယ်နော်ပြီးတော့လေဟိုဟာဗာလေအခုသူတော်ကောင်းမိုင်လည်းပြောတယ်မင်းကလည်းဆဲရတာလေခင်ဗျားဗာလေးဆက်တော်တက်ပေါ်ရပြီးတင်တယ်ခင်ဗျားဘာကောင်းမှမလို့ဒါကိုသူ့တောင်းပြီးတင်ရခင်ဗျားသူတော်ကောင်းမှဘာသူတော်ကောင်းမှမလို့လေခင်ဗျားကျွန်တော်တင်ရလို့ခွင့်ပြုချက်ပေးလားအခုညီမတို့ရမယ်။မင်းကပဲတင်ရတဲ့ကျုပ်ကတရားစွဲမှာခင်ဗျာ။တင်စေခြင်းအဲ့ဒီရိုက်တဲ့နေရာမတင်ပါနဲ့ညီမလေးရယ်လို့ပြောရမယ်။ခင်ဗျားရိုက်တာမသိလား။ခင်ဗျားရိုက်တာမတခါခိုးရိုက် ယ်နော်ခင်ဗျားခွတ်တော်လားခင်ဗျားရိုက်ရတော့ကျုပ်တို့မသိဘူးကျုပ်တို့ဆောက်လို့နေရှုပ်နေခင်ဗျားတို့ဆောက်လို့အားနေမှာမဟုတ်ဘူးအော်ရေရေကျိုးတော့မသိဘူးလေဗျာခင်ဗျားမခိုက်ဆိုင်ရိုက်တယ်ခင်ဗျားကျိုးတော့ခင်ဗျားတော့ဘာလိုက်ဆိုင်ရိုက်တာလဲမမခိုက်ဆိုင်ရိုက်တာလေခင်ဗျားဆိုခင်ဗျားမမပရိုက်တာမင်းသမီးတယောက်နော်အကုန်လုံးကတက်ပုံတွေရဲကြရဲ့ဘာဖြစ်လဲအေးဘာဖြစ်လဲအေးရိုက်တယ်ခင်ဗျားဘာလိုက်ဆိုင်တင်လဲဒါတင်ဒါပြေတော့ကျူလို့နားမလဲခင်ဗျားတင်းစားကြီးစားလားဘောခင်ဗျားခုဖြေပါလားမဖြေဘူးလားကျိုးဖြေလို့ရတယ်တောက်ကြဆွဲမှာခင်ဗျားဟုတ်ကျိုးတော့ဘာဖြေကြီးခင်ဗျားပုံစံမဆက်ပြောမှာ အော်အခုအချိန်ပါခင်ဗျာဟုတ်လောက်ပါအခုလောက်ပါမမအချိန်ပါလားမချိန်ဘူးလားမမမြစ်တာတရားကြီးမရှိတာခေလို့ပါမမြစ်တာတရားကြီးကောင်မဒီနေ့ကလည်းတွေ့တဲ့တရားရုံးမှာခေကြီးလို့ပါအေးမတဲ့မြစ်တာတရားကြီးကောင်မဆက်ပိုက်ရှားနေတာခေလို့ပါအဲဆက်လို့ပါတယ်ကောင်မဒီနေ့ဒီနေ့တော့လို့ခိုင်းလိုက်ပါလားခေလို့ပါရဲ့အော်ဟုတ်ကဲ့ကောင်မ ဟုတ်ကဲ့ပါလောင်ကတကယ်မမခိုင်နေဝင်ပေးနာမှာနေရဲ့အကူကတကယ်ဆင်းနေရှိရလို့ထင်တာပါအဲ့လိုမျိုးကြီးပြောတာမကောင်းပါဘူးအဲ့လိုမျိုးကြီးအဖေလိုပါရဲ့ဒီလိုစောက်သိပြီးရတော့ငါကစောက်သိရှိပြလားခေလိုကနေရတယ်တရားတော်မှာတွေ့မယ်အော်ဟုတ်ကဲ့ပါရှင်ညီမတို့ကကြာအခုအဲ့လိုမထင်ထားလို့ပါနော်အဲ့လိုမျိုးလောင်ကတော့မဆဲခံလို့ပါစောက်သိပြီးရတော့မှာစက်ပိတ်ရှာနေဒီနေ့ငါတို့တော့တင်လေကောင်းပါရဲ့ဒီတယ်လေဒီနေ့ဒီနေ့ငါတို့တော့တင်လေဘာကြတာလားတင်တာလဲနေကြတာတော့ဘာလို့မသိဘာဖွင့်တော့ကြလို့လားအခုဒီခွင့် ကလူမြမပြောပြမယ်တိလားတကယ်အမအမခနေဝေပေးနာမှာအဲ့လောက်ကြီးရှိနေအဲ့လောက်ကြီးပြောနေလို့ဆိုတော့တရားရောက်တော့တွေ့မယ်ပေးပြလို့ပါဆက်တိုက်ရှားနေတော့ပါဩဟုတ်ကဲ့ပါရှင်လောက်အဲ့လောက်ဖြစ်ဖြစ်သွားမှမထင်လို့ပါနော်